မြတ်စွာဘုရားရှင်ဟာတာဝတိန်သာပြေမန္ဓုကံဗလာမြောက်ကြောက်ဖြာမှာမေရိုဖြစ်ခေဖူးတဲ့တန်တုတ်သိတ္တနေသာအမှုရှိတဲ့ నె ပြံမာတွေကိုဝါတွင်သုံးလားလုံးနိညာမစေအဘိဓမ္မာတရားကို ဟောကြားတော်မူခဲ့တယ်။ဒီလိုတရားဟောတာကဝါကျွက်လာပြင်းနေမှာပြီးဆုံးခဲ့တယ်။အဲ့ဒီတော့ဝါကျွက်လာပြင်းနေမှာပဲဖုရားရှင်ကတရားမင်းကိုလူပြည်ကိုပြန်တော့မေဆိုပြီးတော့နှုတ်ဆက်စကားမိန်ကြားခဲ့တယ်။ အဲ့ဒီအခါတရားမင်းက ရွှေဆောင်တဲ့ငွေဆောင်တဲ့ဗဒမားဆောင်တဲ့ဆိုပြီးတော့စောင်းတဲ့သုံးသွေကိုဖန်ဆင်းပေးခဲ့တယ်။လက်ရဖဲရွှေဆောင်တဲ့ကနဲ့တွေအတွေ့ရည်စူးတယ်။လက်ဝေးဖဲငွေဆောင်တဲ့ကမြမာတွေအတွေ့ရည်စူးပြီးရင်ဗဒမားဆောင်တဲ့ကတော့ဖျားရှင်အတွေ့ရည်ဝေထားရှင်ဖြစ်တယ်။အဲ့ဒီဆောင်တဲ့တွေရဲ့မုတ်ဦးဟာ မြင်းမော်တောင်ထိုင်းမှာရှိပြီးရင် ဲ့ဒီဇောင်းတဲတွေရဲ့အောက်ခြေကတော့သင်္ကေသမျိုးရဲ့တကားဝါးမှာရှိပါတယ်။ဒီတော့မြတ်စွာဘုရားရှင်ဟာတည်င်းကျဲလာပြေနေမှာ တာဝတိန်သာနေပြေကနေပြီးတော့လူပြေကိုဆင်းသက်လာခဲ့တဲ့ပုံစံကအင်မတန်ကြီးညိုစရာ ကောင်းပါတယ်။ဒါကိုတယုတ်ဖို့တော့ပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားက တောင်ဝိုင်းသားနဲ့ပြေကလူပြေကိုဆင်းသက်လာခဲ့တဲ့အခါညာဖက်ရွှေဆောင်တဲမှာနေသားကြားတွေဝိုင်းရင်ပြီးရင်ရှင်ရင်ပြီးရင်ပါလာတယ်။ဘေဖက်ငွေဆောင်တဲမှာကြတော့ဗျမတွေဝိုင်းရင်ပြီးရင်ပါလာတယ်။အလေးပဒမြားဆောင်တဲမှာတော့မြတ်စွာဘုရားရှင်ဆင်းသက်လာခဲ့တာဖြစ်တယ်။ မြတ်စွာဘုရားရှင်ဟာကြွားရှိဆင်းသဲတို့မူလာတဲ့အချိန်ကလေညနေဘက်အချိန်ဖြစ်တယ်။အဲ့တော့လပြီးအချိန်နဲ့ဒီနဲ့ဗျံမာတွေရဲ့အဲအချိန်အဝါတွေနဲ့မြတ်စွာဘုရားရှင်ဆင်းသဲလာခဲ့တဲ့ပုံစံကို စိတ်ကူးရင်မြင်အောင်ကြည့်မိဆိုရင်အင်မတန်ကြည်ညိုစရာကောင်းမေပုံဖြစ်ပါတယ်။ ဒီလိုနေပြမာတွေရှင်ရင်ပြီးရင်ကြွရှိတော်မူလာတဲ့မြတ်စွာဘုရားရှင်ရဲ့တင့်တေတဲ့အထရေတို့ကိုဖူးမြင်ရတဲ့အခါမှာတဲ့၃ဆင်းလျှောက်ယူဇနာအတွင်းမှာရှိတဲ့ပြိသက်အလုံးဟာဘုရားရှင်ကိုဖူးမွားနိုင်အောင်ဖြစ်ရပါတယ် ဒါကြောင့်အဲ့ဒီလို36ယူဇနာအတွင်းမှာရှိတဲ့ပရိသတ်အားလုံးဟာဖယားစုကို တောင်းကြတယ်။အဲ့ဒီအချိန်မှာတယောက်မျှသားသူမှဖယားစုကို မတောင်းတဲ့သူဆိုတာမရှိပါဘူးတဲ့။ဒါကိုရည်ရွယ်ပြီးရင်အဲ့ဒီဝါကျွဲလာပြင်းနေအဘိဓမ္မာနေကိုဖယားစုပင်တဲ့နေလိုလေးခေါ်ဆိုကြပါတယ်။ ဒီဝါကျွဲလာပြင်းဤမတိမ်မီကလေးကမြတ်စွာဘုရားရှင်ကိုဖူးမြို့ဖို့အတွက်လူပေါင်းမြောက်များစွာစောင့်ဆိုင်နေကြတယ်။ဒီလိုစောင့်ဆိုင်နေကြတာကြောင့်အရှင်မဟာမောက်ကလင်ကဘုရားရှင်ကိုဘေးအရှိန်ဘေးအခါမှာလူပြည်ကိုဆင်းသက်လာမလေးဆိုတာကိုရှောက်ထားတဲ့အခါဘုရားရှင်ကဘလို့အမိန့်တို့ရှိသလဲဆိုရင်ငါဘုရားရှင်ကိုဖူးမြို့လူသူတွေဟာရွာဦးကျောင်းမှာဥပုပ်တွေတရားနာတကယ်တော့လာကြရမေဆိုပြီးတော့မိန်ကြားတော်မူခဲ့တယ် ဒီလိုမိန်ကြားတော်မူခဲ့တာကိုရည်ရွယ်ပြီးရင်ဒီတည်င်းကျွဲလပြေးနေမှာဥပုပ်တည်င်းဆောက်တည်ကြတာဖြစ်တယ်မြတ်စွာဘုရားရှင်ဟာဒီလိုလူပြေကိုမစင်တဲ့မီတာဝတိန်သာနဲ့ပြေမှာရေအစုံမိအစုံတကိုးပြာဒီဟာကိုပြတော်မူခဲ့သေးတယ်မြတ်စွာဘုရားရှင်ရဲ့တကိုးတို့ကြောင့်စက်ကြဝဠာတစ်ခုလုံးဟာဟင်းလင်းမြင်ဖြစ်သွားပြီးရင် ဖျားရှင်ရဲ့တကိုးတို့ကြောင့်လူနဲ့ဗြဟ္မာငရေသားအလုံးဟာတူဦးတူထင်ရှားစွာတွေ့မြင်ကြရတယ်။တတိယလပြည့်နေ့ဟာဝါတွင်3လရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့်ဝါဆိုတို့မူကြကုန်တဲ့တင်္ဃတို့အရှင်မြတ်တို့လွဲ့လွဲ့ကျွဲ့ကျွဲ့တည်င်းသုံးနိုင်ကြတယ်။ဒီကနေ့အထိဝါဆိုကြတဲ့တင်္ဃတော်တွေဟာအလွန်မွန်မြဲတဲ့ကထိုင်အလှူကိုလေခံယူတော်မူထိုက်တဲ့အခွင့်အရေးတွေကိုရရှိကြတယ် အခုခေတ်ကာလမှာလေဒီတည်င်းကျွဲလာပြင်းနေမှာစီမီးတစောင်တွေထွန်းပြင်းမြတ်စွာဘုရားကိုပူဇော်ကြတယ်အဲ့ဒီအကြောင်းအရာဗာလေးဆိုရင်ရှေ့ကပြောခဲ့သလိုမြတ်စွာဘုရားရှင်ဟာတာဝတိုင်သာနဲ့ပြေကနေပြီးတော့လူပြေကိုဆင်းသက်လာခဲ့တဲ့အခါမင်းနဲ့တကွပြေသူတွေကစီမီးတစောင်တွေထွန်းပြင်းမြတ်စွာဘုရားကိုကြိုဆိုကြတယ်အဲ့ဒီအချိန်ကစပြင်းဗုဒ္ဓဘာသာဝင်ယဟန်းရှင်လူပြေသူတွေဟာတည်င်းကျွဲလာပြင်းနေကိုရောက်တဲ့အခါစီမီးတစောင်တွေ ပူဇော်ကြတာဖြစ်တယ်။တည်င်းကျွဲတဲ့အခါလေးအများပြည်သူတော့အနေနဲ့မြတ်စွာဘုရားရှင်ကိုပူဇော်သောအဖြစ်စီမီးတစ်စောင်ထွန်းညင်းရှင်ကို အလေးအနက်ပြုကြလေးရှိတယ်။ဒါပေမဲ့တည်င်းကျွဲလာပြင်းနေရဲ့အနှစ်သာရကတော့အမိကျေးဇူးကိုဆယ်ရှင်းကိုရည်ညွှန်းပြီးရင်အဘိဓမ္မာတရားကိုဟောကြားတော်မူခေရှင်းပြီးဖြစ်ပါတယ်။ တည်င်းကျွဲလာပြေးနေညနေမှာ내ပြေကလူပြေကိုဆင်းသက်လာတဲ့လာပြေဝဲနဲ့အတူကောင်းမွန်စွာတင့်တေစွာဖူးမြင်ရသည့်မြတ်စွာဘုရားရှင်ကို내လူအများက ူဇော်တဲ့အနေနဲ့ပေါ့နော်အိမ်ကျောင်းတဆောင်းတွေမှာစီမီတွေမိဘုံတွေထွေးညီးပူဇော်ကြသကဲ့တော့ပေါ့နော်ဖျားစီတီတွေမှာလေမိမိမို့ပွေးတွေပြုလုပ်ကြတယ်ဖျားပွေးတော့နေပင်ဈေးပွေးတော့တက်ကြီးပူဇော်ပွေးတော့ဆရာကတော်ပွေးတွေကိုလေမြန်မာနိုင်ငံတဝန်းမှာကျင်းပလေရှိတာကဒီနေ့အထီးဖြစ်တယ်တခြားဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်ကြတဲ့ထိုင်းတွေကင်ဘောဒီးယားလာအိုသီရီနေကအဲ့ဒီနိုင်ငံတွေမှာလေစီမီတွေမျောတာနန်တာစီမီ ပူဇော်တာမိဘုံပြန်လွှတ်တာတွေကို ပြုလုပ်ကြတယ်။အရှောအဖင်းဆိုရင်တော့ဒီတည်င်းကျဲလာပြင်းနေ့ဟာဗုဒ္ဓဘာသာဝင်တော်အတွဲနေထူးနေမြကြီးတရေဖြစ်ပါတယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်။